CLMV အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကနေပြည်တော်တောင်ကြီးနဲ့ဗိမ်မြို့တွေမှာကုံသွယ်ရေးနဲ့ယင်းနှိမ့်ညွတ်နယ်မှုတွေပြုလုပ်သွားမှာလို့ထိုင်းစီးပွားကုသန်းဝင်ကြီး FBRD ကပြောကြားခဲ့တယ်လို့ Asian New Network သတင်းတရရသိရှိရပါတယ်မြန်မာနိုင်ငံသားတဦးချင်းရဲ့ဝင်ငွေနှဲပါပေမဲ့တဘာဝတည်ရန်ဇာတာတွင်းထွက်တည်ရန်ဇာတာစိုက်ပျိုးရေးလုပ်ငန်းတွေအလားအလာကောင်းမွန်မှုနဲ့လှုပ်အားကနှုံထားတက်တာမှုကြောင့်ယင်းနှိမ့်ညွတ်နယ်မှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းစီးပွားကူတန်းဝင်ကြီးကဆက်လက်ပြောပါရယ် ပထဝီဝင်အနေထားအရထိုင်းနိုင်ငံဟာအာဆီယံနိုင်ငံတွေနဲ့ COMB နိုင်ငံတွေကြားကုန်သွယ်မှုပြုလုပ်ဖို့အတွက်အဓိကကြားတဲ့ဝင်ပေါက်တစ်ခုဖြစ်လာနိုင်ပြီးထိုင်းနိုင်ငံစီးပွားကူးသန်းဝင်ကြီးဌာနအနေနဲ့ COMB နိုင်ငံတွေနဲ့ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာတိုးမြင့်လှုပ်ဆောင်သွားဖို့ရှိနေတယ်လို့ Asian New Network သတင်းတရမှာဖော်ပြထားပါတယ်။ CLMV အဖွဲ့ဝင်နိုင်ငံလေးခုဖြစ်တဲ့ကမ္ဘောဒီးယားမြန်မာလာအိုနဲ့ BNN နိုင်ငံတွေပါဝင်ပြီးထိုင်းနိုင်ငံနဲ့အဲဒီနိုင်ငံတွေကြားကုန်သွယ်မှုပမာဏဟာဒေါ်လာ10ဘီလီယံအထိရှိခဲ့ပြီးပြီးခဲ့တဲ့နှစ်မှာ1.4ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံစီးပွားကူသန်းဝင်ကြီးဌာနလောက်ကန်နိုင်ငံသားကုန်သွယ်မှုတိုးမြင့်ရေးဌာနကလည်းအိနီးချင်းနိုင်ငံတွေဖြစ်တဲ့ CLMV နိုင်ငံ၄နိုင်ငံနဲ့စီးပွားရေးပူးပေါင်းလှုပ်ဆောင်မဲ့ထိုင်းလုပ်ငန်းရှင်တွေကိုစီးပွားရေးနဲ့ယင်းနှီးမြုပ်နှံမှုဆိုင်ရာသတင်းတွေအချက်အလက်တွေနဲ့အကြံဉာဏ်ပေးတဲ့ဝန်ဆောင်မှုတွေကိုပံ့ပိုးကူညီသွားဖို့ရှိပါတယ်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝင်ကြီးအပီယာဒီတန်ထရာပောင်ရဲ့ပြောကြားချက်အရထိုင်းနိုင်ငံနဲ့ကုန်သွယ်မှုအများဆုံးပြုလုပ်တဲ့နိုင်ငံတွေထဲမှာ BNN ကအများဆုံးဖြစ်ပြီးအဲဒီနောက်မှာမြန်မာလာအိုနဲ့ကမ်ဘောဒီးယားနိုင်ငံတို့အဆင့်လိုက်ရှိနေပါတယ်။